င်္ဂလာပါခင်ဗျာကျွန်တော်ကတော့ခိုင်ဘဝန်းဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအုတ်ကျမတ်20ကောင်မွေးမြူရှင်းအတွက်ဒီနေ့ကိုအစာဘယ်လောက်ကျွေးရမလဲဘယ်နှကီလိုကျွေးရမလဲဆိုတာကိုအကြံပြုပေးသွားပါမယ်အုတ်ကျမတ်20ကောင်မွေးမြူဖို့အတွက်ဆိုရင်ကြက်လောင်အိမ်ကိုအရင်ကြီးမလွန်ပြီးကြေကြေဝါဝါလောက်စီရမလိုပါဘူးမွေးမြူမဲကြက်ရှံသို့မဟုတ်ကျက်လောင်အိမ်ကို2မီတာပတ်လေနှိုက်အမြနှိုက်မီတာ အေရလက်စတိုယမီတာလာတာအသုံးပြုရုံနဲ့အဲ့ညာမှာအုတ်ကျမတ်20កောင်းကိုတက်တောင်းတက်တာမွေးမြူနိုင်ပါတယ်အုတ်ကျမတ်20កောင်းအတွက်ဒီနေ့တာပြေဆောင်ရမယ့်အစာပမာဏမှာ1ကီလိုဂရမ်ဖြစ်ပါတယ်ကျဲအစာ1ကီလိုဂရမ်ကိုနှကျင်ခွဲပြီးပေးရပါမယ်မနေ့ပိုင်း1ကီလိုဂရမ်ပေးပြီးညနေပိုင်းမှာ1ကီလိုဂရမ်ပေးပါဒါကြောင့်တရက်ကိုစူးစူးပေါ့1ကီလိုဂရမ်ကျွေးရမှာဖြစ်ပါတယ်ကျဲအစာတိုင်း50ကီလိုဂရမ်ရဲ့ဈေးနှုန်းက 400ဘတ်မှ500ဘတ်ကျရှိပြီးအမှတ်တိုင်းနဲ့ဒေတာအလိုက်ဈေးနှုန်းကွာခြားနိုင်ပါတယ်။အမှတ်တိုင်းဒေတာရောင်းသူနဲ့အစာအမျိုးအစားပုံမူတည်ပြီးကွေးပြားနိုင်ပါတယ်။ဈေးနှုန်းကတရားနဲ့တရားခိုင်တစ်ခုနဲ့တစ်ခုဈေးနှုန်းမတူညီနိုင်ပါဘူး။ကျွန်တော်အနေနဲ့တကြတဲ့အမှတ်တိုင်းကိုပြီးသက်အကြံပြုညွှန်ဆိုနိုင်ရှင်းမရှိပါဘူး။မွေးမြူသူတွေအနေနဲ့ဒီအမှတ်တိုင်းကိုမဆိုးအသုံးပြုနိုင်ပါတယ်။အဓိကအရေးကြီးတာကတော့အစာအိမ်ပေါ်မှာဖော်ပြထားတဲ့ပရိုတင်းဓာတ်ပါဝင်မှုပဲဖြစ်ပါတယ်။ ကျဲအစာရွေးချယ်တဲ့အခါ Broadband နဲ့ပါဝင်မှုကစစ်ခနရခိုင်နှုန်းနဲ့မနေတာကိုတေချာကြေးပြီးဝယ်ယူပါပုံမှန်အားဖြင့်အလေးအလတ်အစာတအိုက်ဈေးနှုန်းဟာ30ကီလိုဂရမ်ကို450ဗတ်နဲ့ပြရှက်ကြေးပါမယ်အစာတအိုက်ရဲ့ဈေးနှုန်းကိုမိုက်ဆွေအနေနဲ့ဒီထက်ဈေးကြီးတာလည်းရှိနိုင်တယ်လို့ဒီထက်ဈေးသက်သာတာကိုလည်းရှာတွေ့နိုင်ပါတယ်ဈေးနှုန်းအတက်ကျလည်းရှိနိုင်ပါတယ်ကျွန်တော်ကတော့ထိုင်းနိုင်ငံမှာနေတဲ့အတွက်ဒီဗီဒီယိုမှာ ကုန်ကျစရိတ်ကိုဗတ်နဲ့ပဲတွဲပြထားပါတယ်မိုက်ဆွေတို့အနေနဲ့မြန်မာငွေနဲ့ကုန်ကျစရိတ်ဘလောက်ရှိမယ်ဆိုတာကိုလက်ရှိဗတ်ပါစင်နဲ့ကိုယ်တိုင်တွဲရှင်းကြည့်ပါဒါဆိုရင်ကုန်ကျစရိတ်ကိုသိနိုင်ပါတယ်ကျွန်တော်ကတော့မတွဲပြတော့ပါဘူးဇင်းလုံးကတော့မိုက်ဆွေတို့ရဲ့ရှာဖွေရရှိနိုင်မှုအပေါ်မှာလည်းမူတည်ပါလိမ့်မယ်အစာတိုက်ဇင်းနုံဘလာဆိုတာအစာမျိုးစအမတ်တဲ့စိတ်ပေါ်မှာလဲမူတည်နေပါလိမ့်မယ် ဒီတချိန်မှာ တော့ဥကျက်20កောင်းမွေးမြူရမှာဒေကကုန်ကြမဲ့အစာကုန်ကြစရိုက်ဘလားရှိမယ်ဆိုတာကို တွေ့ရှက်ပြသပေးသွားပါမယ်။ဥကျက်အစာတိုင်းမှာ30 kg ပါဝင်ပါတယ်။အလေအလတ်တိုက်စင်းလုံးခမ်းမရှိ450ဘတ်ရှိပါတယ်။ဒီတော့450ဘတ်တိုက်ကို30 kg နဲ့စားလိုက်မယ်ဆိုရင်1 kg ကို15ဘတ်ကျက်တဲ့ပါတယ်ခင်ဗျာ။တရဲကို20ကောင်းစားအတွက်အစာ1 kg ကျွေးရတာကြောင့်တရဲတာအစာကုန်ကြစရိုက်က1 kg ရှိပါမယ်။ 1ကီလိုဂရမ်ကို15ဘတ်ဆိုတော့2ကီလိုစာအတွက်30ဘတ်ဖြစ်ပါတယ်။တချို့သူတွေကကုန်ကျစရိတ်ရှိုးရှားတဲ့အနေနဲ့အစာအတွက်ကုန်ကျစရိတ်သေးတာအောင်အလျှော့အစားစာတွေနဲ့ရိုးကျွေးလို့ရမလားလို့မေးထားကြပါတယ်။ကျွန်တော်အနေနဲ့ဒီမေးခွန်းကို ဖြေကြရရင်အစာအတွက်ကုန်ကျစရိတ်သေးတာအောင်အလျှော့အစားတွေနဲ့ရိုးကျွေးလို့ရပါတယ်လို့ဖြေကြပါရစေ။အစာကုန်ကျစရိတ်ရှိုးရှားဖို့အတွက်ကြဲအစာထဲကိုဥပမာဖွေးလုံးဆန်ခွဲစပေါငှက်ပြိုသီးဒန်းဒလာရွက်ဇိုလာပင်အစီအမျက်ရှုနေပြီးအား snap ပြုတ်ပင်ကိုဒီဖြတ်ကျွေးရှင်တို့ကိုလည်းရိုးနှုတ်ကျွေးမွေးနိုင်ပါတယ်ဒီစာလို့တော့မဟုတ်ပါဘူးအလျှော့တို့ဒေတာထွက်တဘောအစာတွေကိုလည်းကျွေးလို့ရပါသေးတယ်ဒီလိုနီလာနဲ့အစာအတွက်ကုန်ကျစရိုက်တဲ့တာအောင်လုံးလို့ရပါတယ်ဒါပေမဲ့အထုတတိထားရမှာကဒီလိုမျိုး အစာစရိုက်တဲ့တာအောင်ခွေးနှုတ်စပေါ့အစာရှိတဲ့အစာတွေဒါမှမဟုတ် snap ပြုတ်ပင်ကိုလှိဖြတ်ကျွေးတာအစိုးလာဆက်တာတွေကျွေးတာကအိုးအိုးနှုံကတော့ရခိုင်နှုံနင်းငယ်ရှိုးသွားနိုင်ပါတယ် ဦးကျင်းမဲတွေရဲ့ဦးခင်းတို့ဟာအဓိကအားဖြင့်အစာပေါ်မှာပဲမူတည်ပါတယ်ကိုကဘယ်လိုအစာကိုကျွေးတယ်လဲကိုကဘယ်လိုအစာအမျိုးအစားမှာယင်းဤမြုံနှံထားတယ်လဲဆိုတဲ့အပေါ်မူတည်ပြီးကွဲပြားသွားပါလိမ့်မယ်အစာအရေသွေးကောင်းရင်ဦးနှုတ်ပိုကောင်းမယ်ပေါ့ဗျာကျွန်တော်တို့ရှေ့မှာတွေ့ထတာကဦးကျင်းမဲ20កောင်အတွက်တရက်အစာကုန်ကျစရိုက်က30ဘတ်မလားကျင်းမဲပြိုလေးတွေဦးအပြည့်အဝဆက်တဲ့ဥပီဆိုရင် ကျင်းမဲပြိုလေးတွေဦးဦးနှုတ်အပြည့်အဝရဖို့ပုံမှန်အားဖြင့် တလက်ကြိုလောက်မွေးမြူရပါတယ်မွေးမြူပြီးတလက်ခန့်အကြမှာကျဲ20កောင်မွေးမြူရင်တရဲကိုပြန်မဲ့အုတ်စင်းကားလုံးမဲ့ဆစ်ရှဲလုံးခန့်ရရှိနိုင်ပါတယ်အူနုံကအစာနဲ့ရာသီဥတုပတ်ဝန်းကျင်ရှန်သန်းရှင်ရိပ်ဗီတာမင်အဖြစ်စာစီမံခန့်ခွဲမှုပေါ်မှာလည်းအဓိကမူတည်ပါတယ်။ဥကျဲမတ်20ကောမွေးမြူမယ်ဆိုရင်တရဲကိုပြန်မဲ့ဥစင်းကလုံးအနည်းဆုံးရရှိပါမယ်။ဥတလုံးကို၄ဘန်းနဲ့ရောက်မယ်ဆိုရင်တရဲကိုဘတ်ရှောက်စီဝင်ငွေရရှိပါမယ်။ အစာအတွက်ကုန်ကျစရိုက်ဆိုရင်20ကောင်အတွက်တနေ့ကို2ကီလိုတကီလိုစင်္ဂါဘတ်ဆိုရင်တနေ့30ဘတ်ကုန်ကျမှုရှိပါမယ်ကျွန်တော်တို့တွဲထားတဲ့အစာကုန်ကျစရိုက်ဘတ်30ကိုနှုတ်လိုက်ရင်မိုက်ဆွေတို့အနေနဲ့ကျဲ20ကောင်မွေးမြူရင်တရဲကိုဘတ်30အများရရှိပါမယ်တချို့သူတွေကအစာကိုဈေးကြီးပေးဝယ်ရနိုင်တယ်လို့တချို့ကြတော့လဲဈေးသေးတာဒါလည်းရှိနိုင်ပါတယ် ဒီလိုနေစဉ်အစာကိုတိုင်တာကျွေးမယ်ဆိုရင်20ကောင်မွေးမြူနေတဲ့အမြတ်စွန်းစက်တန်ရရှိနိုင်တာကိုတွေ့ရပါတယ်ဒီနေ့မှာတော့ကုန်ကျစရိုက်နဲ့အမြတ်ကိုအကြံဖြင့်တွေ့ရှိပြတာဖြစ်ပြီးဥကျမန်20စက်တန်မွေးမြူမယ်ဆိုရင်တော့အမြတ်ရနိုင်တယ်ဆိုတာကိုပြန်ပြပေးတာဖြစ်ပါတယ်တရက်စာအစာကိုဒီလိုရှင်တွေ့ပြီးပေးမယ်ဆိုရင်ပေါ့ဗျာတရက်ကိုကျဲစာ1ကီလိုဂရမ်ပေးမယ်ဆိုရင်ကျဲစာတအိုက်30ကီလိုဂရမ်ကို15ရက်သုံးနိုင်ပါတယ် ဒါကြောင့်တလန်းမှာကျဲစာနိုင်သုံးရပါမယ်။ဥကျဲမန်20កောင်အတွက်တလန်းစာအစာကုန်ကျစေကစူးစူးပေါင်း900ဖြစ်ပါတယ်။တချို့ကကျဲမွေးတာအများမရှိဘူးအရှုံးပေါ်တယ်လို့ပြောကြပါတယ်။အခုကျွန်တော်တင်ပြတဲ့ကိန်းကဏ္ဍတွေဟာခမ်းမန်းရှည်တာဖြစ်ပြီးလက်တွေမှာအစာစင်းနှုံအိုးအိုးနှုံနဲ့ရောင်စဲတို့ပုံမူတည်ပြီးကွေးပြနိုင်ပါတယ်။တချို့လဲကုန်ကျစရိုက်မြော်ပြီးအများထွေးမှုနေတာမျိုးရှိနိုင်ပါတယ်။ အဓိကအကြောင်းရင်းကတော့မိုက်ဆွေတို့အနေနဲ့ကုန်ကျစရိတ်ကိုတေရှာမတွေ့ရှိကြလို့ပါပဲအုတ်ကျမွေးမြူရဲမှာရှင်ရတဲ့အဓိကအကြောင်းရင်းကတော့မိုက်ဆွေကကုန်ကျစရိတ်ကိုတေရှာတွေ့ရှိမထားကြတာပါဆိုလိုတာကတော့အစာကိုဘူဖေးပုံစံစိုက်ကြိုက်ခါကျွေးလိုက်ကြတယ်ဥကျဲတွေကိုအစာကိုအဲ့လိုပေးလို့မရပါဘူး။သမ်းမက်ဆန်နှုံနဲ့ကျွေးရပါတယ်။ကျဲတကောင်ကိုတရဲကိုတရားကြံပဲကျွေးရပါမယ်။အဲ့ဒီထက်ပိုကျွေးလို့မရပါဘူး။ အဲ့ဒီထက်ပိုကျွေးလိုက်ရင်အစီပိုက်ပြီးအုံနှုတ်ကျသွားမယ်နာပြဒနာတစ်ခုကတရဲကိုအစဘယ်နှကီလိုဂရမ်ပြင်လိုက်တယ်လဲတရဲစာအတွက်ငွေဘလားကုန်ကြတယ်လဲဥတွင်ရောက်ရင်ဘလားရနိုင်မလဲဆိုတာကိုမတွေ့ရှင်းမိကြတာပါဥကျမွေးမြွေမှာအဓိကအရေးကြီးဆုံးရှယ်ကတော့ကျဲစာပါကျဲစာကိုဘယ်စင်းနှုန်းနဲ့ရနိုင်တယ်လဲဆိုတဲ့အပေါ်မှာအများကြီးမူတည်ပါတယ်ကျွန်တော်တို့အစာရဲ့ကုန်ကျစရိတ်ကိုသက်သက်အောင်ရှာဖွေနိုင်လေလေကျွန်တော်တို့ရဲ့အများငွေကပိုတိုးလေလေပါပဲ ကျဲမွေးမြူရဲ့ဈေးသက်သာတဲ့အစာအရည်မြစ်ကိုရှာပါ။မလို့လဲဆိုတော့ကျဲမွေးမြူရဲ့မှာကုန်ကျစရိုက်80ရာခိုင်နှုန်းဟာအစာဝေယူရာမှာကုန်ကျတော့ပါတယ်။အရှော့ဗီတာမင်ဖြည့်စဲစာနဲ့ရေမီလေအိတ်လာမကုန်ပါဘူး။ရှန်တီစားတာလည်းတခါရင်းနှီးမြုံနှံထားရင်နှိုက်ကြာကြီးသုံးလို့ရပါတယ်။အများစုကတခါရဲနီးထရင် အကြာကြီးသုံးလို့ရပါတယ်ဒီကျဲအစာကြတော့တခါရဲနီးထလို့မရပါဘူးနေစဉ်ကျွေးရပါတယ် နေ့စဉ်ကုန်ကျစရိုက်ရှိတယ်။အစာကအများဆုံးကုန်ကျစရိုက်ကိုပြအစာကိုသတ်မှတ်စာနှုန်းတိုင်းကျွေးပါ အလေအလွတ်အဖိုက်အစင်မရှိအောင်လုပ်ပါဒီနေ့မှာတော့ဥကျမတ်အကောင့်၃၀လဆက်တဲ့မွေးမြူမယ်ဆိုရင်တော့အများအစွမ်းလေးနင်းနေပေါ်ပေါ်မြင်ရနိုင်တယ်ဆိုတာကိုလာရောက်တင်ပြပေးတာဖြစ်ပါတယ်။ ါပေမဲ့မွေးမြူသူတိုင်းဟာအကောင့်၂၀ဆက်တဲ့မွေးမြူတာဟာမိန်းသားစုတွေလက်လက်ဆက်ဆက်အုပ်တိုက်တွေစားသုံးနိုင်မို့ဆိုတဲ့ရည်ရွယ်ချက်နဲ့မွေးမြူကြတာဖြစ်မယ်လို့ယုံကြည်ပါတယ်ဒါဟာတကယ်ကိုကောင်းမွန်တဲ့အရာပါဘာကြောင့်လဲဆိုတော့လက်ဆက်တဲ့ကျေးဥတိုက်တွေဟာအာရတတ်တွေပြည့်စုံစွာပါဝင်နေပြီးဈေးကနေသွားဝယ်ကြမလို့တို့ပါဘူးမိန်းသားစုအတွက်ကိုယ့်ဘာသာမွေးမြူစားသုံးနိုင်ပါတယ်အုတ်ကျဲ20កောင်မွေးမြူမယ်ဆိုရင်မိန်းသားစုစားသုံးဖို့ဖော်လုံပြီးပိုရှန်တာကိုရောင်းရှာပြီးအမြတ်အစွန်းအနည်းငယ်ရရှိနိုင်ပါတယ် အများအစွန်မြောင်မြောင်ရလိုပြီးစီးပွားဖြစ်ရှင်နေဆိုရင်တော့အကောင်ရင်မြောင်မြောင်မွေးမြူဖို့လိုပါတယ်ကျွန်တော်မိုက်ဆွေတွေအနေနဲ့ဥကျင်းမမွေးမြူရင်းနဲ့ပတ်သက်ပြီးစုံစမ်းရှင်တာပြဿနာရှိလို့ဆွေးနွေးရှင်တာဒါမှမဟုတ်ဥကျင်းမွေးမြူရင်းနဲ့ပတ်သက်လို့လေးလာတန်ယူရှင်တာဘယ်နှကောမွေးမြူရှင်ပါတယ်ဆိုပြီးအကြံဉာဏ်တောင်းရှင်တာတွေရှိရင်တော့ဒီဗီဒီယိုရဲ့အမှကွန်မန့်ပေးနိုင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ကတော့ဒီလပါပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ခုမှပြန်လည်ဆုံတွေ့ကြပါမယ် ဒီဗီဒီယိုကမိုက်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင် like share နဲ့ subscribe လုပ်ပေးခဲ့ဖို့လည်းတောင်းဆိုပါရစေ။ကြည့်ရှုအားပေးသွားကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။